စိတ်ရကြခြင်းကိုကောင်းကောင်းတွန်းလှန်နိုင်တဲ့အရာတခုရှိတယ်။အဲ့ဒါတော့တက်ကြမ်းလည်းမဟုတ်ဘူး၊ motivation လည်းမဟုတ်ဘူး၊ lifestyle တခုပေါ့။စိတ်ရကြယောဂါပေါ့။စိတ်ကြယောဂါ depression ဆိုတာဘာနဲ့တူလဲဆိုရင်ကိုယ်ကောင်းတဲ့ကအတွေးနဲ့ကိုယ်နဲ့နှစ်ယောက်တည်းအလုံးပိတ်အခန်းအမောင်ကန်းထဲမှာနေပြီးတော့စကားပြောနေရတဲ့အတွေ့အဲ့တော့ စိတ်ကြသမားတွေ depression သမားတွေကတခြားအပြစ်မှာဖြစ်နေတဲ့အရာတွေကိုစိတ်မဝင်စားဘူးသိလည်းမသိချင်သူနဲ့သူ့အတွင်းနဲ့ဒီမမှန်ကန်တဲ့အတွေ့အကြုံတွေတွေးနေနေပဲစိတ်ကြရောကပို့ပို့ဆိုးလာတာပေါ့နော်အဲ့တော့တဖြည်းနဲ့ဖြည့်ရှင်းလို့မရအောင်နောက်ဆုံးဒီကိုကိုတက်တည်ရဲ့သူဆိုးသွားကြရပေါ့အဲ့တော့သူ့တိုက်ထုံမှ mindfulness ဆိုတာပါလဲဆိုတော့ mindfulness ရဲ့အတိတ်ပဲအများကြီးပေါ့အဲသူကအလွယ်ပြောရရင်တော့ခန္ဓာကိုယ်မှာဖြစ်ပျက်နေတဲ့အရာတွေကိုလည်း သူကတတိထားပြီးတော့တည်တယ်ကိုယ်ခန္ဓာကိုအပြင်ဘက်မှာဖြစ်နေတဲ့အရာတွေတတိထားပြီးတော့တည်တယ်ပြီးတော့တဘာဝတရားရဲ့အမှန်တရားပေါ့နော်လက်ရှိအမှန်တရားကိုလည်းသူကလက်ခံနိုင်တယ်အဲ့ဒီဘောဒါဗုဒ္ဓဘာသာလေးလာနေတဲ့သူဆိုရင်တော့တည်လိမ့်မယ်ပေါ့ဝိပဿနာစိတ်အဲ့လိုအလွယ်အလွယ်ပြောလို့ရတယ်အဲ့ mindfulness ရနေအောင်ကျွန်တော်တို့ကတစ်ခုပြီးတစ်ခုလုပ်နေရဆိုရင်ဒီခေါင်းထဲကစိတ်နဲ့ကိုယ်နဲ့နှစ်ယောက်တည်းရှိရမှာမဟုတ်ဘဲနဲ့ ီတကတကားတစ်ချက်ပွင့်လာလိမ့်မယ်ပွင့်လာပြီးတော့အပြစ်မှာဖြစ်နေရရင်ဘာတွေလဲဆိုတာကိုကသဘောပေါက်လာလိမ့်မယ်ပြီးတော့ကိုဖြစ်နေတဲ့ပြဿနာဒါလောက်ကြီးမစိုးပါလားဆိုပြီးတော့ပဲတဖြည်းဖြည်းချင်းဘယ်လိုပြောမလဲအတိအမြင့်ကျေလာတဲ့အခါမှာ depression တဖြည်းဖြည်းချင်းတက်တာသွားလိမ့်မယ်အဲ depression တမားနေရကြတော့လုံးဝအရှင်းပြောက်သွားတယ်လို့တော့မရှိဘူးဒီ depression နဲ့ကိုယ်နဲ့အတူရှင်တွဲနေထိုင်ကြတာပေါ့လူတိုင်းမှာ depression အနည်းငယ်များတော့ရှိကြတာပဲဒါပေမဲ့ဒီကောင်ကုတ်ပင်လောက်တာပေါ့ဒီကောင် အတူနေထိုင်ပြီးတော့ကြော်လွားနိုင်အောင်ကျွန်တော်တို့စူးစမ်းမှာအဲဒီစူးစမ်းတဲ့ land တစ်ချောင်းမှာ mindfulness ကအရေးကြီးဆုံးပဲ